ရခိုင်ပြည်မှာစစ်ပွဲတွေနောက်ပိုင်းအရေးပြယောဂဖြစ်ပွားမှုတွေ ကြေကြေပြက်ပြက်ဖြစ်ပွားလာနေတာကြောင့်အမျိုးသားရေးစီမံချက်တရက်အနေနဲ့ရှာမှတ်ပြီးအချိန်မီဆောင်ရွက်ဖို့လိုအပ်လာနေတယ်လို့ဒေသခံလူမှုရေးလှုပ်ရှားသူတွေကတိုက်တွန်းပြောဆိုကြပါရယ်။လက်ရှိရခိုင်စစ်ပွဲရှောင်းတွေနဲ့ဒေသခံပြည်သူတွေခံစားနေရတဲ့အရေးပြယာနာယောဂဟာအချိန်မီမထိန်ရှုပ်နိုင်လို့ရှိရင်တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့ NDA တရက်ဖြစ်လာနိုင်တယ်လို့လူမှုကူညီရေးဆောင်ရွက်နေသူစာရေးဆရာဝင်ဟင်အောင်ကပြောပါရယ်။ လက်ရှိမှာ ရခိုင်ပြည်အတွင်းတန်ရွယ်ကတောင်ကုန်းအန်းရံပြင်းနဲ့ပုံနာကျွန်းမြို့နယ်အပါအဝင် နောက်ထပ်မြို့နယ်တချို့ကဒေသခံတွေနဲ့ဆွေပြေးရှောင်းတွေဟာအရေးပြားယောဂတွေခံစားနေကြရပါတယ်အထူးသဖြင့်ကလေးတငယ်တွေနဲ့တက်ကြီးယူအိုတွေမှာအဖြစ်များနေတာဖြစ်ပြီးဆေးဝါးမလုံလောက်မှုတွေကြောင့်ယောဂပိုပြီးဖြစ်ပွားလာနေတယ်လို့ကုညီဆောင်ရက်ပေးနေသူတွေကပြောဆိုကြပါတယ်ကွမ်းမြို့နယ်တခုထဲမှာပဲအရေးပြားယာနာယောဂဖြစ်ပွားနေတဲ့ဥယေဟာ3900ကျော်အထိရှိလာနေတယ်လို့ ွားမြို့နယ်စစ်ပီးရှောင်းကုညီရေးပူပေါင်းအဖွဲ့ကဖေဖော်ဝါရီလ23ရက်နေ့မှာထုတ်ပြန်ထားပါတယ်။